မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့စက်ထမအတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ဆောင်းမသုဒ္ဓစကားပြေလေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခလေးတွေကဆရာဖတ်ပြတာကိုသေချာစွာနားထောင်ရမှာဖြစ်ပါတယ်ဒီမြမဆိုင်းဝိုင်းဆိုတဲ့ ။ဆောင်းမလေးမှာဆိုလို့ရှိရင်အဓိကအချက်တွေကဘာတွေပါတယ်လဲဆိုတော့မြန်မာတွေဟာ ကိုယ်ပိုင်ရင်ကျဲမှုအမှုပညာရှိပြီးတော့ကိုယ်ပိုင်အတီးအမှုပညာမှာ စိုင်းဝိုင်းဖြစ်တယ်ဆိုတဲ့အကြောင်းနော်အခမ်းနာပွဲလန်းသဘင်တွေမှာစိုင်းဝိုင်းတွေကိုတုံးတယ်ဆိုတော့အကြောင်းဒုတ်ဘဝိုင်းနဲ့အိုးစီဝိုင်းဆိုတာက စိုင်းဝိုင်းရဲ့အဓိကအခက်အလက်တွေ နော်ဖြစ်တယ်ဆိုတော့အကြောင်းနဲ့မြန်မာတူရိယာတို့အနဲ့မှာစိုင်းဝိုင်းကို တိုင်းတစ်ပါးသားတို့အထူးစိတ်ဝင်စားတယ်တိုင်းတစ်ပါးတို့လွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်ကနေပြီးတော့ရင်စတင်ရောက်ရှိခဲ့တယ်ဆိုတော့အကြောင်းလေးကိုဒီမြမစိုင်းဝိုင်းဆိုတော့စောင်းမလေးထဲမှာလေ့လာရမှာ ဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီနေ့ဖက်ပြပေးမယ်မြမစိုင်းဝိုင်းဆိုတာလေးကိုနားထောင်ကြည့်လိုက်ရအောင်။ ကဘာပေါ်ရှိလူမျိုးအသီးသီးတွင်ကိုပိုင်အမှုပညာရှိသည်အမှုပညာသည်မြမကဘာလူမျိုးအသီးသီးနှင့်ဆက်သွယ်ရ၌မိတ္တဗလမန်နိုင်အဖြစ်အလွန်အရေးပါသည် လူမျိုးတစ်မျိုး၏အမှုပညာကိုလေ့လာကြည့်လျင်ထိုလူမျိုး၏ယဉ်ကျေးမှုအဆင့်အတန်းကို ခံမှန်းနိုင်သည်မြမအမှုပညာသည် အခြေအမြင့်နှင့် စနစ်တကျတိုးတက်လာသောပညာဖြစ်သည် တပင်အစိုးအပြော့အကတို့ကို စီးစနစ်ကြနာစွာလေ့လာသင်ကြားရတဲ့ကဲ့သို့ဂိတာတခြင်းအတိအမှုတ်ပညာကိုလည်းအခြေခံမှစကားစနစ်တကျလေ့လာစနစ်တကျစီးစနစ်ကြနာစွာလေ့လာသင်ကြားရတဲ့ကဲ့သို့ဂိတာတခြင်းအတိအမှုတ်ပညာကိုလည်းအခြေခံမှစကားစနစ်တကျသင်ယူမှ တက်မြောက်နိုင်သည်မြန်မာတို့၏ကိုယ်ပိုင်အတီးတူရိယာမှာစိုင်းဖြစ်သည်စိုင်းတူရိယာသည်မြန်မာတို့အဖို့ဂုံယူပွဲရာ ကိုယ်ပိုင်တူရိယာဖြစ်သည် စိုင်းဝိုင်းကို အခမ်းအနားများတွင် သုံးသည်လမ်းလျှောက်ရင်းတီးမုံနိုင်သောဒိုးဘက်ဝိုင်းနှင့်အိုးစီဝိုင်းတို့သည်မြမစိုင်းဝိုင်းကြီးဤအခက်အလက်များဖြစ်သည် စိုင်းဝိုင်းဟု ခေါ်ခြင်းအကြောင်းမှာပန်းပြားကြီးရှိခုကိုဝိုင်း၍ ပတ်လုံးများ၌ပါရှိသောကျိုးဖြင့်ချီနှောင်ကဆိုင်းထားရသောကြောင့်ဖြစ်သည်ဆိုင်းဝိုင်းကိုပတ်ဝိုင်းဟုလည်းခေါ်သည်ပတ်ဝိုင်း၏အဓိပ္ပာယ်မှာပတ်လုံးများကိုဝိုင်းဖွဲ့ထားခြင်းပင်ဖြစ်သည်ဤသို့ပတ်ဝိုင်းနှင့်ဆိုင်းဝိုင်းတို့သည်တဘောချင်းတူတော်လဲယခုအခါတွင်စိုင်းဝိုင်းဟု ဆိုလိုက်လျင်ပန်ဝိုင်းကြီးအပါဝင်၎င်းတို့နှင့်အတူတွဲဖက်တိမုံရသောတူရိယာများဖြစ်သည့် ဒုတိယများပါဝင်သည့်အတီးအမုတ်အဖွဲတစ်ခုလုံးကိုဆိုလိုကြောင်းနားလည်ကြသည်ဆိုင်ဝိုင်းဖွဲ့စည်းထားပုံမှာမှန်စီရွှေချထားသော ပန်းပြာကြီး၈ခုကိုဆက်ဆက်ဝိုင်းဖွဲ့ကဘုံများကိုချိတ်ဆွဲထားသည်ပန်းပြာကြီးတစ်ခုလျင် အကျဲ၂ပေကန့်ရှိသည် ပန်းပြာကြီး၈ခုအနက်တစ်ခုတွင်ဆိုင်းစရာဝင်းရန်ထွက်ရန်အပေါက်တပေါက်ရှိသည် ထိုအပေါက်ကိုမင်းပေါက်ဟုခေါ်သည်ဆိုင်းဝိုင်း၏အဝန်းမှာ35ပေနှင့်ဆယ်လက်မကွဲရှိသည် ဆိုင်းဝိုင်း၏အမြင့်မှာ ခြေတောက်အပါဝင်း2ပေ၈လက်မခန့်ရှိသည် ပတ်လုံးများကိုဆွဲချိတ်ရာ၌ပတ်လုံးနှင့်ပန်းပြားတို့ မတိကပ်ရလေအောင်ပန်းပြားအတွင်း၌ကျိန်နှင့်တန်ကိုရှက်၍ခံထားသည်၎င်းကိုပက်ခံဟူ၍၎င်းပက်ကောင်းဟူ၍၎င်းခေါ်သည်ပက်ဝိုင်းဤပန်းပြားထိတ်များတွင်ဖန်ပတိုင်းခေါ်ဖန်အိုးရောင်စုံများကို တက်စင်လေးရှိသည် ဆိုင်ဝိုင်းအဖွဲတစ်ဖွဲ၌တီးမုတ်သူ9ယောက်မှ10ယောက်ကျော်အထိပါဝင်ပါသည်၎င်းတို့မှာဆိုင်းစရာ JD ပမ္မဒီနှင်းစရာလက်ထောက်ပမ္မဒီ CD ဝါဒီတို့ဖြစ်သည်ဆိုင်းဝိုင်းကြီးများတွင်မူထို9ဦးအပြင်နှင်းငယ်2လက်မောင်းနှင့်ဝါဒီများကို တိုးချက်ထည့်သွင်းထားသည်မြမဆိုင်းဝိုင်းအဖွဲတွင်ပတ်ဝိုင်းတီးသူကိုဆိုင်းစရာ ဆိုင်ဝိုင်းစရာပတ္တိကောင်းဆောင်ဟုခေါ်သည်ရှေးအခါကရွာစားရသည့်ဆိုင်စရာကိုသာရွာစားဟုခေါ်တော်လဲနောက်ပိုင်းခင်များတွင်မူဆိုင်စရာအလုံးကိုရွာမစားရတော်လဲရွာစားဟုသာခေါ်တော်သည်ဆိုင်ဝိုင်းစီစဉ်ထားပုံမှာရှေတန်းတွင်ဆိုင်းစရာကျေးတီးနှင့်ပမ်မတီးတို့ထိုင်ကြသည် နောက်တန်းတွင်ကျန်အဖွဲသားများထိုင်ကြရသည်တီဝိုင်းသားများအပြင်နောက်ထများလည်း၂ယောက်မှ၃ယောက်အထိပါဝင်သည်နောက်ထများအ내အစိုးကောင်းတယောက်အပြောကောင်းတယောက်အသောကောင်းတယောက်ပါတမြဲဖြစ်သည်ရှေးအခါကပတ်ဝိုင်းတွင်ရှိဆိုင်းစရာသည်ပရိသတ်ကိုစကားပြောဆိုခြင်းမရှိပေနောက်အခါမှဆိုင်းစရာက ပရိသတ်ကိုအစိုးအပြောဖြင့်ဖြောပြမှုရှိလာသည်မြမတိုင်းရင်းသားတို့သည် မွေးဖွားသည့်အချိန်မှစ၍ကွယ်လွန်သည့်အချိန်တိုင်အောင်တာရင်နာရေးအစရှိသည့်လူမှုရေးကိစ္စအဝဝတွင်စိုင်းမပါလျင် ပွဲမဖြစ်ဟု ဆိုရလောက်အောင်တွင် စိုင်းကို နှစ်သက်စွာအသုံးပြုကြသည်တိမုံနီးတို့မှတာရင်နာရေးအကြောင်းကိစ္စကို လိုက်၍အမျိုးမျိုးရှိပြန်သည် မြမတူရမြမတူရိယာများသည် ပင်လယ်ချာတိုင်းတစ်ပါးတို့လွန်ခဲ့သောနှစ်ပေါင်း100ကျော်လောက်ကစ၍ရောက်ပေါက်ခဲ့သည်မြမတူရိယာတို့အနက်စိုင်းဝိုင်းကို တိုင်းတစ်ပါးသားတို့အထူးစိတ်ဝင်စားကနှစ်သက်ချီးကျူးကြသည်မြမသက်ကရ1282ခုနှစ်တွင် အိန္ဒိယပြည်ယရနာဂီရီတို့ မေမျိုးပလကျော်သူဘွဲရစိန်ပေတာဥမောင်ကလေးတီ၎င်းမြန်မာတက်ကရေ1285ခုနှစ်ကအင်္ဂလန်ပြည်ဝင်းဘလီအခမ်းနာသို့ဆရာညိုဤအဖွဲ့တီ၎င်းအိန္ဒိယပြည်နယူးဒေလီမြို့တွင်ကျင်းပသောပြည်တော်စုမြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အခမ်းအနားသို့ဝဏ္ဏကျော်ထင်းဥဖိုးစိန်ဤအဖွဲ့တီ၎င်း ယူရီးယားနှင့် ဆိုဗီယက်နိုင်ငံများသို့အလင်းငါကြောစွာဥဟန်ပစင်ကလာစသူတို့၏တူရီးယားအဖွဲ့များသည်၎င်းတွားရောက်တိမှုတ်ခဲ့ကြသည်ထို့အပြင်2005ခုနှစ်တွင်ဂျွန်လတွင်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်တက္ကသိုလ်မှဒေါက်တာဝက်ကီယာဦးဆောင်သောနိုင်ငံသားပညာရှင်အဖွဲ့သည် မန်းလေးတို့လာရောက်ပြီးမြမဆိုင်ဝန်းကြီးအကြောင်းလေးလာမှတ်တမ်းတင်ခဲ့သည်မြမတူရိယာတို့၏မြမတူရိယာတို့၏တူရိယာဂီတရှေးမူများသည်နီးစနစ်ကြနာသည့်အခြေခံနှင့်ပြည့်စုံသောမူများဖြစ်၍မပြောင်းမပြဲတည်မြဲတည်နိုင်ခြင်းဖြစ်သည်ဒါလေးကတော့ မြမဆိုင်ဝိုင်းလေးအကြောင်းကို ရေးဖွဲ့ထားတဲ့စောင်းမလေးဖြစ်ပါတယ်ဒီဆိုင်မြမဆိုင်ဝိုင်းအဖွဲ့မှာဆိုရင်ခက်စစ်အဖွင့်က16လုံးအထိပါတာဖြစ်ပါတယ်ပထမဆုံးကဂီတဂီတဆိုတာတီဆိုတီမုတ်ချင်းနောက်တစ်ခုကစီစီဆိုတာတီဆိုတီမုတ်ရမှာအဖြတ်အယံကန့်သက်ပေးတဲ့အတန်လွင်တဲ့ကရိယာနောက်တစ်ခုကတူရိယာတူရိယာဆိုတာ စီစီဆောင်မောင်းနှဲစတဲ့တင်းမုံရတဲ့ပစ္စည်းတွေကိုခေါ်တယ်နောက်တစ်ခုကဒိုးပတ်ဒိုးပတ်ဆိုတာကတော့လဲရင်လွယ်၍တီးရတဲ့ဘုံတို့ကိုခေါ်တယ်နောက်တစ်ခုကနောက်ထဆိုင်ဝါရဲ့နောက်မှ မတ်တရက်ကပြောဆိုခြင်းဆိုင်းစင်ခြင်းပြက်လုံးထုတ်ခြင်းပြုလုပ်ရတဲ့သူကိုနောက်ထလို့ခေါ်တယ်နောက်တစ်ခုကနှဲနှဲဆိုတာကတော့တစ်ထွင်းလေမုံတူရိယာနောက်တစ်ခုကပလွေပလွေဆိုတာလက်နှိပ်ပေါက် တေပါတဲ့ဝါတဲ့ပြုတ်လုထားတဲ့လေးမှုတ်တူရိယာတစ်မျိုးကို ပလွေလို့ခေါ်တယ်နောက်တစ်ခုကပတ်မကြီးစိုင်းဝိုင်းမှာအကြီးဆုံးဘုံပတ်လုံးပတ်ဝိုင်းမှာချိတ်ဆွဲထားတဲ့တီးတဲ့ဘုံနေပတ်ဝိုင်းပတ်လုံးများကိုကြီးစင်ငန်လိုက်ချိတ်ဆွဲထားတဲ့တူရိယာမောင်းမောင်းဆိုတာကြီးစတဲ့နော်သွန်းလုထားတဲ့အတန်မြီဟိအောင်ထုနဲ့တီးရတဲ့ပစ္စည်းကို မောင်းလို့ခေါ်တယ်နောက်တစ်ခုကမန်းနိုင် မန်နိုင်းဆိုတာအလဲဘဟုအချက်ချာမိတ္တဗလမိတ်ဆွေခင်မုန်းများ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်မြန်မာတက်ကြွမြမာတို့မှတ်သားသုံးဆွဲလာခဲ့သောနှစ်အရေအတွက်ရွာစားမြမာမင်းလက်ထက်ကကျေးရွာအပိုင်စားပေးခြင်းခံရသောသူ စိုင်းစရာနဲ့ဝါတီးမုံရမှာအချိန်ပိုင်းကန့်ပေးရတဲ့တီးခေါက်ရတဲ့တုံးဒါမှမဟုတ်ဝါပစ္စည်းစီးနဲ့ဝါကိုတွဲဖက်တီးရတဲ့ ကရိယာဆိုပြီးတော့ရင် ခက်စစ်အဖွင့်16လုံးပေးထားတာဖြစ်ပါတယ်။ကဲဒီနေ့ကတော့စတ္ထမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့မြမဆိုင်ဝိုင်းဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးသွားတာဖြစ်ပါလေရှင်စတ္ထမတန်မြန်မာသာဖတ်စာလေးပါကျေးဇူးတင်ပါတယ်ရှင်